VL ကော့ကိုဦးဆောင်နေကြတဲ့နာမည်ကြီး VL အတွဲမြောင်းအခုနောက်ပိုင်းပုံမပွင့်လဲလှတာနဲ့မြောင်း VL လောကနဲ့ LGBT လောကကအရင်ထက်ကိုပုံမတွင်ကျလာပြီးထိုင်းနိုင်ငံမှာဆိုရင်လိန်တူလက်ထပ်ခွင့်နေပါရရှိထားတာဖြစ်ပါတယ် အခုလိုမျိုး BL industry တခုဖြစ်တည်လာဖို့ဆိုရင်အစာပြုတ်ခဲ့တဲ့သူတွေကို မေ့ထားလို့မရပါဘူး။ GMMTV ကတော့ BL log ကိုဦးဆောင်နေတဲ့ entertainment တခုဖြစ်ပြီးသူတို့စီကထွက်လာတဲ့မင်းသားမင်းသမီးတိုင်းကလည်းအောင်မြင်ကြပါရယ်။ခုတခါမှာတော့ Time BL log ကိုတကယ်ပဲဒီလူတွေကဦးဆောင်ခဲ့တာလားဆိုတာပြောပြတော့မှာဖြစ်ပါရယ်။နံပါတ်1 Organ Organ က2016ခုနှစ်က Puppy Honey series နဲ့ပရိသတ်တွေကြောင့်အောင်မြင်လာပြီးချက်စီယာကောင်းတဲ့အတွေ့အဖြစ်ရပ်တည်လာခဲ့တာ9နှစ်တောင်ရှိလာခဲ့ပြီဖြစ်ပါရယ်။ အဲ့နောက်မှာတော့ Theories of Love Not Me Our Sky Cooking Crash စတဲ့ဇာတ်လမ်းတွေက Organ ရဲ့ Masterpiece Series တွေလို့ပြောလို့ရပါတယ်။ Organ ကတော့ကင်မရာရှေ့မှာရောကင်မရာနောက်ွယ်မှာပါပြမှုတွေကတူတူပဲဖြစ်ပြီး Fan Service ပေးတာမရှိသလောက်ပါပဲ။တကယ်ကိုချစ်စရာကောင်းတဲ့အတွဲလေးဖြစ်ပြီးတော့ GMM TV ရဲ့ Powerful Couple တွေတွေကတတွဲဖြစ်ပြီး BL Locker ရဲ့ရှေ့ဆောင်တွေလို့တောင်ဆိုလို့ရပါတယ်။နံပါတ်1 Crescento ဆိုတော့ the series နဲ့2016ထဲက BL ကမှရက်တီလာတဲ့ Christian Doa ဆိုရင် BL industry မှာတက်တန်းကြဆုံးအတွဲလေးဖြစ်ပြီးတော့သူတို့ရဲ့ Sodas the series ဟာဆိုရင်လည်း good tag ကိုအောင်မြင်နေစေဆက်လက်တပုတ်ဖြစ်ပါရယ် သူတို့တွေလေကဂျာမာ GMM ကနေစင်တိုထွက်သွားတာကြောင့်ခဏတာကွဲကွာသွားကြပြီးမယ်အခုပြန်တွဲနေပြီဖြစ်ပါရယ်အချက်ဆိုတာတကယ်ရှိပါလားဆိုတာသိချင်ရင် ခရစ်စတိုကိုကြည့်ပါနော်သူတို့နေ့ဟာနှစ်နှစ်ကြာကွဲကွာသွားပြီးတဲ့နောက်ခုလို ပြန်လဲဆုံတွေ့ခဲ့ပြီးအခုဆိုရင် The Ace Morning နဲ့ပရိသတ်တွေရှီကိုပြန်လဲရောက်ရှိလာပြီဖြစ်ပါရယ်ပရိသတ်တွေကတော့သူတို့ရဲ့ပထမဆုံးတွဲလေးပြန်လာကြပြီမို့ပြောမပြတတ်အောင်ပျော်ရွှင်နေကြပါရယ်နံပါတ်3ကတော့ Porsche Abbey World တိုင်းနာမည် GBL series ဖြစ်တဲ့ Together with Me the series မှာပါဝင်သေးဆောင်ထားတဲ့ Porsche FP ကတော့လိန်တူချစ်သူဖြစ်ဖွင့်ဟပြောဆိုထားပြီးလက်ထပ်ထားတဲ့မျိုးသားလေးရှိပါတယ်။ ဖော်ရှော့ဟာသူ့ရဲ့အမျိုးသား M ကို2014ခုနှစ်မှာလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီးအလားအနေငယ်ကြာမှာပဲလက်ထပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့သူတို့နှစ်ယောက်ရဲ့အိမ်တော်တက်ကဆယ်စုနှစ်တခုရှိနေပါပြီ။ဖော်ရှော့ဟာ2022ခုနှစ်နမကြီး series တခုဖြစ်တဲ့ Along Night the series မှာလည်းသူ့အမျိုးသား M နဲ့တူတူဇက်ပိုတွေပြပါဝင်တည်ဆောင်ထားကြပါတယ်။နံပါတ်၄ Tenue Kiss Me Again Dark Blue Kiss sorry series တွေနဲ့ပရိသတ်တွေကြားထဲမှာနာမည်ကြီးလာတဲ့ Tenyu ဟာဆိုရင်အခုချိန်ဒီအောင်မြင်နေတဲ့အတွေ့အကြုံဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အင်ပတ်ဟာလည်းမယုံကြည်နိုင်စရာကောင်းလောက်အောင်ကြီးပါတယ်။ Tenyu ဟာ Organ Christian Toro နဲ့အတူမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပူပါတယ်။အဲ့ဒီကမှအထစ်တော်ဟာမြန်မာကိုအရန်ချစ်ပြီးမြန်မာစာသင်ယူတဲ့သူလည်းဖြစ်ပါရယ်။ Tenyu ဟာ Beer Series လောကကိုဥဆောင်ခဲ့တဲ့သူတွေကတတွေဖြစ်တယ်ဆိုတာညှင်းလို့မရတဲ့အမှန်တရားပါပဲ။နံပါတ်5 Bright Wing Together the series ရဲ့အဓိကသရုပ်ဆောင်ဖြစ်တဲ့ Bright နဲ့ Wing က Thai နုပညာလောကမှာ Instagram follower အများဆုံးနဲ့အောင်မြင်ဆုံးတွေ့ရလေဖြစ်ပါရီ Bright နဲ့ Wing ဟာဝါသနာတူကြပြီးနှစ်ဖက်မိဘတိုင်းဝိုင်းကပါယဉ်နေကြပါရီခုချိန်မှာတော့ company တစ်ခုတည်းကအနုပညာရှင်တွေမဟုတ်တော့ပေမဲ့အတူတူဆက်ရှိနေသေးပါပဲ Bright နဲ့ Wing ပါဝင် Thai Together the series ဟာ2019ခုနှစ်မှာထွက်ခဲ့တဲ့ series တွေထဲမှာအောင်မြင်ဆုံး series တစ်ခုဖြစ်ပြီး Bright နဲ့ Wing ပြင် GMM TV ကိုပါထိတ်ဆုံးထိရောက်အောင်လုပ်နိုင်ခဲ့တဲ့ series လေးပဲဖြစ်ပါရီအ ခုလိုမျိုးအရန်ကိုအောင်မြင်တဲ့ series ဖြစ်တာကြောင့် Stay Together the series နဲ့ Together the movie ပါထပ်ဆင်းထွက်ရှိခဲ့ပါတယ်။ Bright ဟာ2023 September လမှာ GMM TV နဲ့ငါးနှစ်တာစာချုပ်ကုန်ဆုံးသွားပြီဖြစ်တာကြောင့် GMM TV ကနေထွက်ခွာသွားခဲ့ပြီးသူ့ရဲ့ကိုယ်ပိုင် entertainment ဖြစ်တဲ့ Cloud9 လို့အမည်ရတဲ့ entertainment company တစ်ခုကိုပါထူထောင်ခဲ့ပါတယ်။